6လပိုင်းဆိုတဲ့ကာလမှာညံ့နေတဲ့အရာဆိုရင်နှစ်ခုရှိပါတယ်မြစ်တာရီနဲ့ပတ်သက်တာရယ်ငွေကြေးနဲ့ပတ်သက်တာရယ်အဲ့နှစ်ခုဟာ6လပိုင်းဆိုတဲ့ကာလအတွင်းမှာဒိုင်းခံပြီးတော့မှညံ့နေမှာမြစ်တာရီနဲ့ပတ်သက်လို့ရယ်ငွေကြေးနဲ့ပတ်သက်လို့ရယ်အញ្ញံအခိုက်ကြုံရပြီဆိုတာနဲ့လူတယောက်ကစိတ်ပိုင်းဆိုင်ရာတွေအဆင်မပြေတော့အဲ့အတွက်ကြောင့်6လပိုင်းဆိုတဲ့ကာလအတွင်းမှာ အလုတ်ကန်ကိုကြည့်ပြန်တော့ကြလဲအရင်ကကောင်းနေရမဟုတ်နေပြန်ဘူးဆိုတော့မြစ်တာရင်းနဲ့ပတ်သက်တာကိုကြည့်ပြန်တော့ကြလဲအရင်ကောင်းနေရမျိုးမဟုတ်နေပြန်ဘူးဆိုတော့လူတစ်ယောက်ကအစစ်မပြေတာမျိုးတွေဖြစ်သွားတယ်ဒီလိုသဘောတရားပေါ့အဲဒီကြောင့်6လပိုင်းဆိုတဲ့ကာလာကိုစတင်ပြီးတော့မှရောက်ရှိပြီဆိုတာနဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာထဲမှာကိုယ့်ရဲ့အလုတ်ကန်နဲ့ပတ်သက်ရင်လည်းဘဝင်မကြနိုင်ဘူးမြစ်တာရင်းနဲ့ပတ်သက်ရင်လည်းဘဝင်မကြနိုင်ဘူးဒါလိုမျိုးဖြစ်ပျက်တဲ့အခိုက်အတန့်မျိုးတွေများစွာကြုံနေရတတ်တယ်အလုတ်ကန်အစင်ပြေနေလို့မြစ်တာရင်းညံ့နေတာပြဿနာအကြောင်းမဟုတ်ဘူးအခုဟာ6လပိုင်းဆိုတဲ့ကာလာအတွင်းမှာအလုတ်ကန်ငွေကြီးနဲ့ပတ်သက်တာရော ကိုယ့်ရဲ့မြစ်တာကြီးနဲ့ပတ်သက်တဲ့ကန်ချင်နေပါအញ្ញန့်ခိုက်ကြုံနေရမှာဖြစ်တဲ့အတွက်ကြောင့်လူတယောက်မှာအရေးကြီးဆုံးကအိုက်နှစ်ခုပဲရှိရအိုက်နှစ်ခုကညံ့နေမယ်ဆိုတဲ့အနေထားမှာတော်တော်များများအစစ်မပြေအောင်မျိုးတွေဖြစ်သွားရတယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရာအယံကိုအားနေသွားတတ်တယ်ဆိုတဲ့အနေထားမှာကိုယ့်ရဲ့စိတ်ထဲမှာ အားငယ်စရာကောင်းတဲ့အဖြစ်ပြက်မျိုးတိမ်ငယ်စိတ်ဝင်မိသွားတဲ့အခိုက်အတန့်မျိုးငါအရင်လိုမဟုတ်တော့ပါလားငါအရင်လိုကြိုးစားနိုင်သွားနေပျောက်ဆုံးနေပြီလားငါ့ရဲ့အခြေအရေးကအရင်ကလိုမဟုတ်တော့ဘူးလားစသဖြင့်အဲ့လိုမျိုးမေးခွန်းမျိုးတွေလည်းကိုယ့်ကိုပြန်မေးနေရတယ်အဲ့ဒါကြောင့်6လဝယ်ဆို color တွေမှာမြစ်တိုင်းကန်ရင်ငွေကြီးကန်ရင်ဒီနှစ်ခုကလုံးဝသတိထားမဲ့ထဲမှာပါနေမှာဖြစ်ပါတယ်မြစ်တိုင်းနဲ့ပတ်သက်လို့ညံ့သွားတယ်ဆိုတာကလေမကောင်းမှုဆိုးသွားတာကိုပြောတာမျိုးမဟုတ်ဘူးများသောအားဖြင့်ချစ်သူရည်သားတွေရှိထားတဲ့သူတွေနေလဲဆိုပို့ပြီးတော့မှသိတာလေကိုယ့်ရဲ့အခြေအရေးက ကိုကိုနိုင်အနေနဲ့အဆင်ပြေအောင်ကြိုးစားပြီးမှနေပေးမယ်ဆိုပြီးတော့နေတယ်ဆိုရင်တောင်တခုမဟုတ်တခုပြဿနာကြီးဖြစ်ပြီးတော့မှအဆင်မပြေရမျိုးတွေကများနေရတဲ့သဘောတရားပြဿနာကြီးကြီးမားမားမျိုးမဟုတ်ဘဲနဲ့တတိဖွေးဖွေးလေးတွေကနေနှစ်ယောက်သားအကြာစိတ်ကတိကောဖြစ်ရတာစိတ်ရှုပ်ရတာစိတ်ပြူဝေတရားလေးတွေကိုကိုတိုင်းကဥပမာအလုတ်ကအဆင်မပြေတော့မှအလုတ်တွေကြိုးစားပြီးမှလုံနေပါတယ်ဆိုမြစ်တိုင်ကြီးကပါတခါအဲ အစင်မပြေတာထပ်ပြီးတော့ဖြစ်တယ်ရန်ဖြစ်တဲ့အစကားမျိုးတွေပြောမိတယ်ရန်ဖြစ်တဲ့အကြောင်းအရာတွေပေါ်လာတယ်ဆိုတော့ဟာအလုံးလုံးနေရတာမကောင်းပါဘူးဆိုနေရလဲတမျိုးအမ်ဒီလိုပုံစံမျိုးလေးတွေအကြားမှာနှစ်ယောက်သားအကြားအစင်မပြေတာမျိုးတွေဖြစ်တဲ့သဘောတွေကအဲ့တို့ကြောင့်မေတ္တာရေးပိုင်းဆိုင်ရာမှာလည်းချစ်သူကြီးသားတွေအကြားအိမ်အောင်ဘက်တွေအကြားမှာအထင်မြင်လွဲမှားရတဲ့အခိုက်အတန့်မျိုးတွေအယံကိုများလာတဲ့ကိုကိုနိုင်အနေနဲ့ကကိုယ့်ရဲ့မေတ္တာရေးမှာ နေလင်းငါ့ကိုချစ်တယ်ငါလင်းနေကိုချစ်တယ်နေလင်းငါနဲ့ချစ်နေတယ်ဆိုတာတယောက်နဲ့တယောက်နဲ့လည်းတီလဲတီနေတယ်ငါဒါပေမဲ့ဒီအချိန်မှာငါဒီလောက်ကအရေးကြီးနေတယ်တွေ့ကြောင်ငါဒါကိုလှုပ်ချစ်နေတယ်ဆိုတဲ့အနေထားမှာနေငါ့ကိုမနှောက်ရှက်နဲ့ခဏလေးနေပေးအောင်နေငါ့ကိုစိတ်မဆိုးနဲ့အောင်ငါအလုပ်ပြီးမှနေငါ့ကိုစိတ်ဆိုးစသဖြင့်အဲ့လိုပုံစံမျိုးဖြစ်နေကျင်တာ အခုကအဲ့လိုမဟုတ်နေဘူးတလွဲတွေဖြစ်နေတာဆိုတော့မြစ်တာကြီးဘိုင်းဆိုင်ရာနဲ့အလုတ်ကင်နဲ့ဆက်ဆက်ပြီးတော့မှလူတယောက်မှအဆင်မပြေတာမျိုးအခက်ခဲတွေများသောတာမျိုးများသောတဲ့အခိုက်အတန့်မျိုး6လပိုင်းမှာကြုံရတတ်တာဖြစ်ပါတယ်ဒါက6လပိုင်းဆိုရယ်ကာလာအတွင်းမှာလူတော်တော်များများတွေးကြုံခံစားရတတ်တဲ့သဘောတရားမျိုးဖြစ်ပါတယ်ဆိုတော့အလုတ်ကင်နဲ့အချီရင်းနဲ့ကမျှကြီးမဖြစ်နေဘူးဆိုတဲ့အနေထားမှာအဆင်မပြေမှုတွေကြုံတွေ့သွားတတ်တဲ့သဘောတရားလို့တတ်မှတ်ရတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ငွေကြေးဘိုင်းမှာရောမြစ်တာကြီးနဲ့ပတ်သက်တော့သတိထားပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ချစ်သူသားနဲ့ကိုယ့်နဲ့အကြအထင်မြင်လွဲမှားတဲ့ပုံစံမျိုးတွေများသောပင်ဖြစ်တတ်ပါတယ်ကိုက ပြောချင်တာဒီလိုပုံစံမျိုးဒီလိုဒီလိုလေးနေဒါလေးကဒီလိုလေးရှိတယ်ငါတို့နေရာဒီလိုဒီလိုလေးသွားကြမယ်ပြောချင်တာတခုဒါပေမဲ့တခြားသူရဲ့စိတ်ထဲမှာထင်မှတ်သွားတဲ့အရာကတခုဖြစ်နေတယ်ဆိုတဲ့အနေထားမှာနှစ်ယောက်သားရဲ့သဘောတရားတွေကမညီမျှတော့ကိုကဖြစ်ချင်တာတမျိုးသူကဖြစ်ချင်တာတမျိုးကိုကပြောတာဒီလိုသူ့ရဲ့စိတ်ထဲမှာထင်တာဟိုလိုဆိုတော့နှစ်ယောက်သားကဘလို့မှညှိလို့နိုင်လို့အဆင်မပြေတော့တရားတော်နဲ့မချစ်နေရသလိုလဲလဲကြတော့မဟုတ်ဘူးကိုလည်းသူ့ကိုချစ်တယ်သူလည်းကိုကိုချစ်တယ်ဒါပေမဲ့နှစ်ယောက်သားကြားထဲမှာအဲ့လိုအကြောင်းရင်းလေးတွေကြောင်းမှုလို့ဗျာဆက်ဆက်ပြီးတော့မှအဆင်မပြေတာလေးတွေကဖြစ်ပေါ်သွားတဲ့ပုံစံမျိုးရှိတာ နောက်တစ်ခုက6လပိုင်းစီကာလာတွေမှာလူတော်တော်များများရဲ့စိတ်ထဲမှာကအဲ့မြစ်တားရဲ့ထက်စားရင်အလောက်ကိုင်ပိုင်းကိုပို့ပြီးတော့မှဥသာပေးနေမိတဲ့အခိုက်အတန့်မျိုးတွေများတဲ့တယ်ဆိုတော့ ငါမှာဟုတ်ကဲ့နင်းရှိတယ်ငါငါ့အစီတမှာနင်းအမြင်နဲ့ရှိတယ်ဒါပေမဲ့ငါအလုတ်ကအရေးကြီးနေငါဒါအောင်ငါလုတ်ကိုလုံမှရမယ်ငါဒီဟာကိုအချိန်ပေးရမယ်ငါအလုတ်ကိုငါအချိန်ပေးရမယ်ခဏနေအောင်စသဖြင့်ပေါ့ဗျာအဓိကကတော့ तू ကအလုတ်ကြိုက်နေပုံမှာပို့ပြီးတော့မှဒီအလုတ်ကိုကိုပို့ကပို့ပြီးတော့မှစိတ်ရောက်သွားတယ်ဆိုတဲ့အနေထားကို့မှာတခြားဒီအလုတ်ကြိုက်မဟုတ်ဘူးဆိုရင်တောင်မှအလုတ်ကြိုက်မရှိသေးတဲ့ဇုံတွဲနေဆိုရင်တောင်မှငါမှမိသားစုကိစ္စငါရှိတယ်ဒါမှမဟုတ်ငါဂျပန်သွားဖို့ငါလုံနေတာငါဒီဟာလေးကငါအရေးကြီးနေတာငါဒါလေးကိုစူးစမ်းနေတယ်မြစ်တားကြီးကခဏနေအောင်ရမ်းမဖြစ်အားသေးဘူး နော်ဒီလိုပုံစံမျိုးဖြစ်မရတဲ့အခိုက်အတန့်မျိုးများသောဖြင့်ကြုံလာတတ်တာအဲ့တော့ကြောင့်ဒီဒီအလုတ်ကင်နဲ့ဒီမြစ်တိုင်ရင်းနဲ့ဆက်ဆက်ပြီးတော့မှဖြစ်တတ်တဲ့သဘောတရားလေးတွေအစစ်မပြတ်မှုလေးတွေချစ်သူရည်သားစုံတွဲတွေအချားမှာများသောဖြင့်ကြုံလာတတ်ပါတယ်ဆရာကြီးဆရာပြောတာလည်းမှန်တော့မှန်တယ်လို့ပဲသူအခုအလုတ်တွေနည်းနည်းအစစ်မပြတ်ဘူးလို့တော့အတန်ကြားတယ်သူလည်းသူ့ပြဿနာနဲ့သူရှုပ်နေတာပဲဖြစ်မှာပါအဲ့ဒါကိုကျမစိတ်တွေတော့ကောက်နေပြီးတော့နှစ်ယောက်သားရန်ဖြစ်ကြတာဟမ်ဒီလိုမျိုးလေးတွေပေါ့နော်ဆိုလိုချင်တာကတော့ဆက်ဆက်ပြီးတော့မှတွေးကြည့်လို့ရတယ်နှစ်ယောက်သားအချားချစ်သူရည်သားတွေအချား အစမပြေပြဿနာလေးတွေအခက်ခဲလေးတွေအိမ်အောင်ရေးမှာအစမပြေဖြစ်ရတဲ့အခက်ခဲလေးတွေအနည်းငယ်ကအလုတ်ကင်ဘိုင်းလေးနဲ့ဆက်ဆက်ပြီးတော့မှဖြစ်ပေါ်သွားရတတ်တဲ့အကြောင်းအရာတွေများသောအားဖြင့်ပါလာတတ်တဲ့ဆိုတော့ကို့မှာချစ်တူရည်သာမရှိနေဘူးဆိုရင်တောင်မှ ကိုယ့်ရဲ့မေတ္တာကြီးမှာကိုကိုယ်တိုင်အနေနဲ့ကတိတ်ပြီးတော့စိတ်မရောက်နေပဲနဲ့ကိုယ့်ရဲ့အလုပ်တွေပေါ်မှာလုပ်ကင်နေပေါ်မှာလုပ်ငန်းဆောင်တာတွေတခုခုအပေါ်မှာစိတ်ရောက်ပြီးတော့မှပို့ပြီးတော့မှစိတ်နှစ်မိနေတဲ့အခိုက်အတန့်မျိုးတွေများသွားပြီးကြုံရတတ်တယ်အခုပြောနေတဲ့အရာတွေကအိမ်အောင်ရှင်နေဆိုပို့ပြီးတော့မှတိတာလိမ့်မယ်ချစ်တူကြီးသားဇုံတွဲတဲ့အကြာအချိန်ကာလတော်တော်ကြာကြာတွဲနေခဲ့တဲ့ချစ်တူကြီးသားတွေဆိုဒီ6လပိုင်းတွေမှာကျွန်တော်ရှိရပြောသွားတဲ့အကြောင်းအရာတွေကပို့ပြီးတော့မှတိတိတာတာထင်ထင်ရှားရှားဖြစ်မဲ့အကြောင်းအရာတွေဖြစ်ပါတယ်အဲ ကောင်လေးကအဲကောင်လေးနဲ့ကျမနဲ့ကတော့အဆင်ပြေတယ်ဒါပေမဲ့ तू ကကျမပေါ်မှာစိတ်စိတ်မရောက်နေဘူးလို့ခံစားနေရတာအဲ့ဒါဘာကြောင့်လဲအဖြေထုတ်ကြည့်လိုက်သူ့မှာ तू ဆောက်ပြဿနာတွေသူရှုပ် तू အလုံးနဲ့ तू ကိုလဲနေရ तू အလုံးနဲ့ तू ကလည်း तू သူ့ကိုတိုင်နေပတ်ပြီးတော့မှပြဿနာတွေများတယ်အဲ့ဒါကို तू ကမြေတားရေးမှာပါတစ်ခါပြဿနာတက်တော့အဲ့ကောင်အဆင်မပြေတော့အဲဒီလိုပုံစံမျိုးပေါ့နော်နားလေတွေ့အောင်မြင်းသားထင်သာရှိအောင်နမူနာပေးပြီးမှပြပြပေးတာဆိုတော့ မြစ်တိုင်းနဲ့ပတ်သက်တာအလောက်ကိုင်းနဲ့ပတ်သက်တာငွေကြီးနဲ့ပတ်သက်တာသတိထားပေးရမှာဖြစ်ပါတယ်ဆိုတော့မြစ်တိုင်းရေးမှာဆရာကြီးဆရာပြောသလိုကျမကမဖြစ်ဘူးမြစ်တိုင်းရေးမှာလုံးဝအဆင်ပြေနေတယ်ဆိုတော့လူတွေနေနေကကျတော့သူကငွေကြီးမှာပြဿနာသွားဖြစ်တယ်ဆိုတော့ငွေကြီးပိုင်းဆိုင်ရာမှာပြဿနာဖြစ်တယ်အခြေကတော့အဆင်ပြေပါတယ်ဒါပေမဲ့အခြေမြစ်တိုင်းရေးကအဆင်ပြေပြီးတော့ပျော်ရွှင်နေရတယ်ဆိုပေုံတော့ကိုယ့်ရဲ့အလောက်ကိုင်းငွေကြီးပိုင်းမှာကိုကတိတတထင်းထင်းရှားရှားကြီးမအောင်မြင်နေဘူးကိုလုံးလိုက်တာကိုကဒီလိုလူလေးဒီလိုလေးမှန်းထားတယ်ငါငါးလပိုင်းတော့ငါဒီလိုလူမှန်းထားလား၆လပိုင်းမှာငါဒီလိုလူဖြစ်ရမယ်လို့မှန်းထားလားဒါပေမဲ့အခု၆လပိုင်းလည်းရောက်တော့ငါမှန်းထားလို့မဖြစ်တော့ ဆိုတော့အဲ့လိုမျိုးစိတ်အဆင်မပြေတတ်တဲ့အခိုက်အတန့်မျိုးတွေများသွားပြီးကြုံလာတတ်တာဖြစ်ပါတယ်လုပ်ငန်းတွေအဆင်မပြေဘူးကြာရှုံးမယ်မအောင်မြင်ဘူးဆိုလိုနေတာမျိုးမဟုတ်ဘူး၆လဝင်ဆိုရယ်ကာလာတွေမှာအလောက်ကင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှကိုထင်မှတ်ထားသလိုမျော်လင့်ထားသလိုမျိုးမဖြစ်နေဘူးဆိုတဲ့အနေအထားတွေမှာကိုကဝလုံးနဲ့ပတ်ရံတော့တာအဲ့လိုပုံစံမျိုးအဲဆရာကြီးယောက်ျားသူ့ရဲ့အလုပ်တွေမှာအဆင်မပြေတာတော့ဟုတ်ပါတယ်ဆရာကြီး तू ကအလုပ်တွေမှာအဆင်မပြေတဲ့ဟာတွေကို तू အိမ်ပြန်လာရင်ကျမတို့သားမီးတို့ပဲပတ်ပြီးရန်ရှာနေတာအဲဒီလိုပုံစံမျိုးပေါ့ယောက်ျားလေးတွေအနေနဲ့ဒီဗီဒီယိုကြည့်မယ်ဆိုတော့ထုတ်တူပဲကိုကိုကိုနိုင်အနေနဲ့ယောက်ျားလေးတွေဘက်ကကြည့်မယ်ဆိုလို့ရှိရင် ကိုမှတခြားလုံးစရာတွေအလောက်ကင်တွေမိသားစုကိစ္စတွေတခြားကိုမှခေါင်းရှုပ်ရမယ်တကယ်ရှည်ရည်အတွက်ကိုခေါင်းရှုပ်ရမယ်အရာတွေရှိနေတာဟုတ်မှကိုယ့်အိမ်မှာရှိတဲ့အမျိုးသမီးတို့မို့ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့ချစ်သူကြီးသားကကိုယ့်ကိုအဲ့အရာတွေကိုနားလည်းမပေးဘဲနဲ့ အဲဘယ်လိုရန်စကားတွေအဖြစ်စိမဲ့ဟာတွေဘာလို့ဂယူမဆိုင်တာတော့ဘာလို့အချိန်မပြီးတော့ဒီလိုပုံစံနေပဲပြောလာတယ်ဆိုတဲ့အနေထားမှာယောက်ျားလေးတွေအဆင်မပြီးတော့ဒါဒီဗီဒီယိုယောက်ျားလေးကြည့်ရင်ဒီကိစ္စပို့ပြီးတော့မသိတာအဲ့လိုပုံစံမျိုးဆိုတော့6လဝင်ဆို color တွဲမှာအဲ့ဒီပြဿနာနှစ်ခုအနေနဲ့ကများသောအားဖြင့်ယောက်ျားလေးတွေရောမိန်းကလေးတွေရောတွေ့ကြုံခံစားရတတ်တဲ့ပြဿနာမျိုးတွေလို့ဒါ6လဝင်ဆို color မှာတတ်မှတ်ရမှာဖြစ်တယ်အဓိကတော့မြေတားရေးပိုင်းဆိုင်ရာနဲ့ဒီအလုတ်ကင်ငွေကြီးပိုင်းဆိုင်ရာနှစ်ခုဆက်ဆက်ပြီးတော့မှနှစ်ယောက်သားအကြာချစ်တူပြည်သားတွေအကြာအိမ်တော်ဘက်တွေအကြာမှာဖြစ်တတ်တဲ့ပြဿနာလို့တတ်မှတ်ရတာဖြစ်ပါတယ်ယောက်ျားလေးတွေဘက်ကနေကြည့်ရင်တော့ပို့ပြီး မှတိတာတယ်ထင်ရှားတယ်ပေါ့အဲ့လိုပုံစံမျိုးငါနေကိုမချစ်ဘူးမဟုတ်ငါနေကိုချစ်တယ်တန်အောင်နေလည်းရှိတယ်နင်းနဲ့စကားမပြောချင်တာမဟုတ်နင်းကိုအချိန်မပေးချင်တာမျိုးလည်းမဟုတ်ဘူးအဲမင်းနဲ့ဟိုဟိုဖုန်းကနေပါမပြောချင်တာမျိုးလည်းမဟုတ်ဘူးငါမှဒါလေးလေးရှိနေတဲ့ကြောင့်ငါဒါလေးလေးကိုလှုပ်လိုက်ဦးမယ်ငါဒါအတတ်တော့ငါရေးကြည့်တယ်ဒါလိုပုံစံမျိုးပေါ့နော်ဒါလေးလေးနေနေဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်း ကိုကဒီကိုရဲ့ချစ်သူရည်သားရလာပြီကိုကချစ်သူရည်သားရှိထားတယ်ကိုမှအိမ်အောင်ရှိထားတယ်ဆိုလို့ရှိရင်အဲ့ဒီကိုရဲ့ချစ်သူရည်သားနဲ့ကိုနဲ့အရာအဟာတွေကိုသူကတိတ်ပြီးတော့မှဂရုမစိုက်တော့ဘူးအလားမဲ့အနာဂတ်အတွက်ကိုရောက်ကြလိမ့်ပြပို့ပြီးတော့မှကိူးဆိုင်သွားမယ်ဆိုတဲ့အနေထားဒါမဲ့အရောလဲဆိုတာဥပမာအဲဒီကောင်မလေးကိုငါရပြီဒီကောင်မလေးနဲ့ငါနဲ့အခုလက်ရှိတွဲနေပြီဆိုတဲ့အနေထားမှာ ူနဲ့လာမဲ့အနာဂတ်တော့ဩငါသူနဲ့အိမ်တော်ပြုပြီးငါဘာလေးလုပ်ရမလဲအဲ့တော့ငါခုကြိုးစားရမယ်ဒီလိုပုံစံမျိုးတွေများသွားပြီးဖြစ်နေတတ်တယ်ဆိုတော့အဓိကတော့6လောက်မယ်ဆိုကာလာတွင်မှာမြေတားရေးဘိုင်းဆိုင်ရာနဲ့ပတ်သက်တာအဲ့ငွေချေးဘိုင်းအလောက်ကင်ဘိုင်းဆိုင်ရာလေးမှာနည်းနည်းလေးပေါ့နော်သူကနည်းနည်းကပ်ဖြစ်နေတဲ့ပုံစံလေးသွားတာအဆင်မပြေဘူးပြည်တယ်နည်းနည်းလေးချော့နေရအဲ့လိုပုံစံမျိုးအဲပြေမဲ့ဟာချက်ချင်းမပြေမဲ့လွယ်လွယ်ချော်ချော်လေးဒီစသဖြင့်ကြုံနေရတတ်တဲ့သဘောတွေကတော့တတ်မှတ်လို့ရပါတယ်မြင်းသားရှင်းသားထင်းသားရှိမယ်လို့ထင်တယ်နော်ဆိုတော့6လောက်မယ်ဆိုကာလာတွင်မှာ ကျွန်တော်ရှင်းပြပြောပြသွားတဲ့ကိစ္စတွေတော်တော်များများဒါလူတိုင်းနှီးပါအနေနဲ့တွေ့ကြုံခံစားလာမယ့်အရာတွေဖြစ်ပါတယ်ခင်ဗျဒါလေးကိုကျွန်တော်အနေနဲ့မြင်သာထင်သာရှိအောင်လာရောက်ပြီးတော့မှပြောပြပေးတာဖြစ်ပါတယ်ခင်ဗျ